အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခု Super Sunday Premier League ပွဲစဉ်ပေါ့လေပွဲကတော့ပွဲကောင်းတစ်ပွဲပဲအဓိကရှိတယ်အဲ့ဒါကတော့ Newcastle United အသင်းနဲ့ Arsenal ရဲ့ပွဲ St James Park မှာသွားကမ်းမယ်အဲ့မတိုင်ခင်မှာ Aston Villa ပွဲရှိတယ် Aston Villa က Fulham နဲ့ကမ်းမယ်ဒီကြားထဲမှာတော့တခြားဥရောပပွဲတွေထဲမှာ ရီယယ်ဆိုစီတက်နဲ့ဘာဆိုနာရဲ့ပွဲကြီးပွဲကောင်းတွေအပါအဝင် AC မီလန်နာပိုလီပွဲတွေလည်းပါတယ်ဒါတော့ပိသက်တွေကိုတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်အထူးဖြင့် AC မီလန်နဲ့နာပိုလီဆိုစီးတွေမှာတော်တော်လေးကောင်းတယ်ဆိုတော့ Super Sunday ကနှစ်ပွဲကအတိအကမိန်းဖြစ်တယ်ကျွန်တော်အခုသိထားရမှာကကူယောပါချန်ပီယံလီယူရိုပါလီပွဲစဉ်တွေရှိတဲ့အတွက်ကြောင့်ဒီကလပ်ဒီအားလုံးသတိထားရမယ်ဥရောပပွဲတွေမှာလူဘလောက်ထိအတိုင်းတာဒုတိယချမ်ပီယံလဲဆိုတဲ့အခြေအနေပေါ့လေ ယူကဆယ်ကဒီပွဲအခုသူတို့စိန့်ဂျေးစ်ဘတ်ကနေဒီပွဲပြီးသူတို့ကယူနီယံစိန့်ကိုအဝေးကွင်းသွားကန်ရမယ်သူတို့ဘယ်ဂျီယံကိုသွားရမယ်အဲ့ဒါကနည်းနည်းလေးတော့ဘယ်ဂျီယံကိုသွားရရိုင်းတော့လည်းမဝေးပါဘူးဒါပေမဲ့ဘာဖြစ်ဖြစ်အဝေးကွင်းကန်ပါပေါ့လေအာဆင်ကတော့အင်ကွင်းမှာအိုလံပီယာကော့နဲ့ပဲကန်ရမယ်ချန်ပီယံလိပွဲဖြစ်တယ်ဆိုတော့အခုစူပါဆန်ဒေးပေါ့လေဆိုတော့ပထမဆုံးအနေနဲ့အာဆွန်ဗီလာနဲ့ဖူလန်ဗီလာကပရီးမီယာလိမှာလုံးဝယုံကန်နေရတယ် မြွေတုံးကလည်းသူတို့ကဘလွန်ညာနဲ့ယူရိုပါလီကစားထားတယ်ဆိုတော့သူတို့ကြာပေးနေမှာကန်ထားတော့သူတို့လည်းနည်းနည်းတော့ tight ဖြစ်တယ်အာဆွန်ဗီလာတင်းကအူနိုင်းလက်ထံမှာတော်တော်လေး struggle ဖြစ်နေတယ်သူတို့ယုံကြည်မှုလည်းပျောက်ဆုံးနေတဲ့ချိန်မှာဖူလန်ကဘာဖြစ်ဖြစ်ကစားတာမစိုးဘူးပြမာကိုဆေးဗာတင်းကကစားတာမဟုတ် တို့မှာလုတ်တက်ကြိုက်တက်တဲ့ quality player တွေအများကြီးရှိတယ်။ဖူဟာကအရင်တည်းကလည်းအသင်းတိုင်းကိုဒုက္ခပေးနိုင်တယ်သူခုနောက်ပိုင်းပွဲတွေကိုကြည့်ရင်သူတို့နောက်ဆုံးကစားခဲ့တဲ့ Cambridge နဲ့ Carabao Cup နိုင်တယ်အဲ့ရှေ့မှာ Brentford ကိုသူတို့3-1နဲ့နိုင်တယ်အဲ့ရှေ့မှာလည်း Leeds ကိုသူတို့အိမ်ကွက်မှာ1-0နဲ့နိုင်တယ်ဖူဟာကသူတို့အဝေးကွင်းပေါ့လေ Chelsea ကို2-0နဲ့ရှုံးတယ်ရာသီအစမှာအဲ့ဒါပဲသူတို့သူတို့အသင်းရဲ့ form ကိုကြည့်လို့ရှိရင်သူတို့အရင်မဆိုးဘူးဗျ ဖွန်ကရာဒီအဆဆိုမမရ Brighton ဝေးခွင်းသွားပြီးတော့သူတို့1-1တည်ကြတယ်ပြီးတော့ Stamford Bridge မှာရှုံးတယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာနည်းနည်းလေး return ပြန်ကောင်းလာတယ်တခုလို့ရှိတာပေါ့လေအဲ့နိုင်ပွဲတွေအားလုံးကအင်ကွင်းမှာကန်တာကြီးပဲဒီကြားထဲမှာအင်ကွင်းတပွဲက Manchester United ကိုသူတို့တည်ကြတယ်ဒါပေမဲ့အခု Leeds ကိုလည်းနိုင်တယ်, Brentford ကိုလည်းနိုင်တယ်, back to back နှစ်ပွဲအပြင်ကိုကြားထဲမှာ ကာရာဘောက်ကလည်းနိုင်ထားတော့သူတို့ကယုံကြည်မှုကတော်တော်လေး confident ဖြစ်နေတယ်။အဆွန်ဗီလာကကြတော့ black sheep အနေထားရကပ်မှလည်းသူတို့ struggle ဖြစ်နေတယ်။ premier league မှာဆိုလည်းတပွဲပဲတည်ကြသေးတယ်။ဒါဟိုတနေ့ကပွဲဆိုဆန်ဒလန်နဲ့ပွဲဆိုသူတို့တယောက်တာကြီးနဲ့ကစားပါရင်လည်းသူတို့တည်ကြသွားတာသူဗီလာနဲ့ unai ကိုနည်းနည်းလေးတော့မေးခွန်းထုတ်စရာဖြစ်နေပြီ။ဆိုတော့ကစားရမှာကအဆွန်ဗီလာရဲ့အိမ်ကွင်းဗီလာဘက်မှာကံမယ်။ဒါပေမဲ့ဖူဟာကိုလုံးဝ short တွက်လို့မရဘူး။ဖူဟာကကစားပုံမှာကြောတဲ့အသင်းဖြစ်တဲ့ကြောင့်ကြီးကောင်းနိုင်မဲ့ပွဲဖြစ်တယ်။ နေ့လယ်2နာရီမြန်မာစံတော်ချိန်ည9:00ခွဲမှာကမ်းမယ် နောက်ဆုံးပွဲကတော့ Newcastle နဲ့ Arsenal သင်းပေါ့လေဒီနှစ်သင်းကြောင်းပြောရင်လက်ရှိအခြေအနေရ Arsenal ကလည်း better shape ဖြစ်တည်တိုင်အောင် Manchester City အသင်းနဲ့တေကြတဲ့အတွက်ကြောင့် Liverpool နဲ့၅မှတ်กว่าနေတယ်တကယ်လို့စနေနေ့မှာ Liverpool က Crystal Palace နဲ့တခုခုဖြစ်လို့နိုင်ပွဲရရင်ဒီပွဲက Arsenal အတွက် pressure ကြီးပဲတခုတော့လည်းရှိတာပေါ့လေယာတီအဆ6ပွဲမှာတင် Arsenal က Newcastle ပါတယ် United ပါတယ် Man City ပါတယ် Liverpool ပါတယ်6ပွဲမှာ4ပွဲပြီးတော့ Forest အသင်းပါတယ်သူတို့မှာ6နာဆို Leeds အသင်းပဲရှိ ယ်ဆိုတော့အဲ့ဒါလည်းသူတို့ feature အတွက်ကတော့ຢာဒီအစအတွက်တော့တော်တော်လေးခက်တဲ့ feature ဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာသူတို့အမှတ်အပြည့်ယူနိုင်ရင်သူတို့အတွက်ຢာဒီအစက perfect ဖြစ်ပြီဒါပေမဲ့ Saint James Bar ဟာ Alazana Isa ရှိစီဖြစ်စီမရှိစီဖြစ်စီအရင်တည်းက atmosphere ကလည်းတော်တော်လေးကောင်းတယ်ဆိုတော့တခုပဲပေါ့လေ Newcastle ကတကယ် biggest game လို့ခေါ်တဲ့ဒီຢာဒီရဲ့ biggest game နှစ်ပွဲလုံးသူတို့ရှုံးထားတယ်သူတို့အိမ်ခွင်းမှာ Wolverhampton ကို1-0နဲ့နိုင်တယ် အဝေးကမှာတော့သူတို့ဇီ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 နဲ့၃ဘွဲ့ဆက်တည်ကြပေမဲ့အင်ကွဲမှာ wolf ကိုတော်တော်ကို struggle ဖြစ်ပြီး1-0နဲ့နိုင်သွားတယ်ပြီးတော့မှအစောပိုင်းပွဲစဉ်တက်မှာ liverpool ကို3-2နဲ့ရှုံးတယ်ပြီးတော့ wolf ကို1-0နဲ့နိုင်ပြီးတော့ barcelona ကိုသူတို့2-1နဲ့ရှုံးတယ်ပြန်ကြည့်လိုက်တဲ့အချိန်မှာ newcastle ရဲ့တကယ် atmosphere နဲ့အမှန်ကန်ပွဲတွေမှာသူတို့နိုင်ငယ် struggle ဖြစ်နေတယ်ဆိုတော့ tactic က anthony gordon ပြန်ပါမယ် သုံးပွဲပယ်ခံထားရနေဒီပွဲပြန်ပါမယ်ဆိုတော့ဒါညူကာဆယ်အားသာချက်တစ်ချက်ဖြစ်မယ်အာဆင်အသင်းကဝီလျံဆလီပါကိုတတ်တမ်းထတ်တိုးလိုက်တယ်ဆိုတဲ့အချက်ချက်ကအာဆင်ဘက်လိုင်းအတွက်ဒုံးဝကွန်ဖီဒန့်အချက်တစ်ဖက်မှာအာဆင်အသင်းကအနော်နီမာတွေ့ခင်အင်ဂျူရီကြောင့်မပါဘူးဒီနေရာမှာမာတင်အိုဒီကလေ့ကျင့်ခန်းပြန်ဆင်းတော့ဒီပွဲအတွက် ready ပြန်ဖြစ်ကောင်းဖြစ်နိုင်တယ်တကယ်လို့ ready မဖြစ်ရင်တော့ကျွန်တော်ထင်တော့မီကယ်မူရီနိုပဲသွားမလားမီကယ်အာတီတာမကြောက်ဘူးဆိုရင်တော့ Everichi AC ကိုအလေမာထားဟိုဘက်က Gabriel Martinelli ပဲဖြစ်ဖြစ် Trossard ပဲဖြစ်ဖြစ် Saka ရဲ့အထောင်က Yorkres ကို Quinn တွေက Danglon Rice နဲ့ Superman တွေဆိုတော့ဒီနှစ်သိန်းဖြစ်နိုင်ချေရှိတဲ့လူစင်းနဲ့ဖြစ်နိုင်ချေရှိတဲ့အခြေအနေပေါ့လေ Newcastle က Midweek မှာ Aaron Ramsey ဖမ်းသွားတယ်ဆိုတော့ဒီပွဲကနှစ်ပုတ်ပဲဖြတ်မယ် ကိုသမားကနစ်ပိုးဖြစ်မယ်ဘေဘချန်းကလီဘရမန်ဒိုဖြစ်မယ်ညာဘချန်းကထရီပီယာဖြစ်မယ်သူတို့နှစ်ယောက်ကမီဝီဖီချာမှာသူတို့နားထားတယ်ခန်စစ်ကလည်းဒန်ဘန်းနဲ့ဖာဗီယန်ရှာသူတို့နှစ်ယောက်လည်းနားထားတယ်ဆိုဖူလီဖစ်ဖြစ်တယ်သူတို့လုံးဝရက်စ်လုပ်ထားတဲ့ကစားသမားတွေဖြစ်တယ်ပြီးရင်ကွင်းလယ်ကဆန်ဒရူထိုနာလီဒူနိုဂွန်မာရက်စ်နဲ့ဂျူလင်တန်၃ယောက်ဖြစ်မယ်အာစနယ်ဘက်ကကြည့်ရင်ကိုသမားဒါဗစ်ရွာယာ ကာလာဖီယိုရီဟိုတနေ့ကမကစားတော့ဒီပွဲကာလာဖီယိုရီပြန်ပါမယ်ထင်ပါလဲနားထားတော့အိုက်ဘက်ချန်ကာဘရီယဲကအပိုင်းလေးကစားတယ်ဆလီဘာပွဲလုံးကစားတော့သူတို့နှစ်ယောက်ကတော့နည်းနည်းဒါပေမဲ့ဆလီဘာကနှစ်ပွဲနားထားတော့သူတို့ကအရင်ကြီးမသိတာဘူးအိုက်ကွင်းလယ်မှာရိုက်ဆက်ဇူပါမဒီနားထားတယ်တကယ်လို့အိုဒီကပါရင်တော့ fully fresh ဖြစ်တဲ့၃ယောက်ဖြစ်မယ်အိုဒီကမပါရင်အဲဆီဒါမှမဟုတ်မီခင်မိုရီလိုဖြစ်မယ်တောင်မှာမှာဆိုရင်တော့ဂျရွန်ယူကာဆယ်ကအခုတိုင်းဆိုရင် တခုပဲကျွန်တော်စဉ်းစားတာပေါ့နီးပြကဒီ next water model ကိုသုံးပါမလားနီးပြလည်းအရင်သဘောမကျသေးဒါပေမဲ့ကျွန်တော်ထင်တော့ဒီဘွဲသူပါမယ်လို့ထင်တာပဲပါမယ်ဆိုရင်သူ့ကိုအထောင်ထားရင်အန်တိုနီဂေါ်ရန်ကဘယ်အန်တိုနီအီလန်ကာကညာဒါဆိုရင်မာဖီတို့ဟာဗီဘန်ဆိုအောက်သွားမယ်အဲ့ဒါကဖြစ်နိုင်ကြတာ fully strong attacking အဲ့လိုမဟုတ်ဘူးအာဆနယ်ကို face နဲ့ဖောက်မယ်ဆိုရင်တော့ဂေါ်ရန်ကအလေအီလန်ကာကညာဟာဗီဘန်ကဘယ်ပြီးတော့မှအရန်ပါ next water model ထားမယ် ဲ့ဒါအက်ဒီဟောင်းရဲ့ plan ဖြစ်နိုင်တယ်နောက်ခုတွေကတခုပေါ့လေအာဆန်ကတော့ရှင်းတယ်ယိုကရက်စ်ကအထောင်ဆာကာကပဲဒီနေရာမှာအဲ့ဘေဘေချမ်းမှာမာတီနလီသုံးနိုင်တယ်ကျွန်တော်ထင်တော့ညူကာဆယ်နဲ့ပွဲမှာမာတီနလီသုံးနိုင်တယ်တခုပဲကျွန်တော်မနစ်ကလီဘရမန်တူကိုရောထရီပီယာရော တရားဝင်မကြော်နိုင်ခဲ့ဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်ထင်တော့ maybe average အစည်းကိုအစွန်ထုတ် OT ကပါ OT ကအလေပြန်ဝင်ဒီဘက်ကအာဆင်နယ်အတွက်ထိုက်ကြင်တော့ဘာကြောင့်လဲဆိုတော့ဒီနေ့သင်းထိုက်တိုက်တွေ့တဲ့အချိန်မှာအာဆင်နယ်ကညူကာဆယ်ကိုပြီးခဲ့တဲ့ရာသီကကာရဘောင်းကနှစ်ပွဲလုံးရှုံးနေညူကာဆယ်စိန်ကျဲဘက်မှာတစ်ပွဲရှုံးနေကျွန်တော်တို့ကိုယ်ကွယ်မှာတစ်ပွဲပြန်နိုင်လေးဘက်မှာသုံးပွဲရှုံးတစ်ပွဲနိုင်နေကိုအိမ်ကွယ်မှာတပွဲပဲအဲ့ပရီးမီးယားလိမှာပဲကိုးသွင်းနိုင်တာမနေ့က1စီးနဲ့နိုင်ပြီးတော့1စီးနဲ့တစ်ခါရှုံးနေ2စီး2စီးနဲ့နှစ်ခါရှုံးနေဟိုးရှစ်တနေ့တုန်းကကျွန်တော်တို့က Emirates မှာ4-1နဲ့နိုင်နေ Newcastle ရ ဲ့စိန့်ဂျင်းဘတ်မှာကျွန်တော်ဝမ်းစီနဲ့ရှုံးတယ်ကျွန်တော်ညူကာဆယ်ကိုစိန့်ဂျင်းဘတ်မှာမနိုင်တာကြာပြီဗျ2022-23တုန်းကမာတင်အိုဒီကတက်လို့ကာဘရီယယ်မာတင်နလီနှစ်ကိုးနဲ့နိုင်ပြီးကလေးကအဲ့ကလေးကနေအာဆင်ကညူကာဆယ်ကိုနောက်ဆုံး၄ပွဲပေါ့လေကျွန်တော်နောက်ဆုံး၄ပွဲညူကာဆယ်ရဲ့စိတ်ကျစ်ဘက်မှာကစားတဲ့ပွဲမှာ7-22ကတူးနေနှစ်ကိုးပြန်နဲ့ရှုံးတယ်8-2က1-0နဲ့ရှုံးတယ် ဟိုးတနစ်ကလည်း1-0နဲ့ရှုံးတယ်ကျွန်တော်ပြန်ကြည့်အခါမှာနောက်ဆုံး၄နှစ်မှာညူကာဆယ်စိန်ကျင်းဘက်မှာအာဆင်နယ်ကိုပင်းပြလိမှာ၃ပွဲနိုင်ပြီးတော့အာဆင်နယ်တပွဲနိုင်ထားတယ်ဒီဟာကအထက်တအတွက်အာဆင်နယ်ကိုစကိုင်နေတဲ့ကျသူ့အတွက်ခက်ခဲတဲ့ feature ပဲအဲ့ away feature ကိုသူအများနဲ့ struggle ဖြစ်တယ်စိန်ကျင်းဘက်ရဲ့ ancient pressure ကလည်းအာဆင်နယ်အတွက်ဒီနေ့ပွဲဘယ်လောက်ထိမကြွဖြစ်မလဲကျွန်တော် မန်ချက်စတာစီးတီးပွဲမှာကျွန်တော်တို့ထားနိုင်မဖြစ်ဘူးလီဗာပူးနဲ့ပွဲမှာလည်းကျွန်တော်တို့အဲ့လိုထားနိုင်မဖြစ်နိုင်ခဲ့ဘူးမန်ယူနိုက်တက်ပွဲမှာတော့လိုအပ်တဲ့ရလဲရခဲ့ပေမဲ့ကျွန်တော်မျောလင်ထားတော့ပေါ်ဖော်မန်မပြနိုင်ဘူးဆိုတော့ဒီပွဲကအာဆင်နယ်အတွက် crucial ပဲဒီလိုဒီပွဲကိုသာကြော်ဖြတ်နိုင်ရင်အာဆင်နယ်ရဲ့ယာတီ toughest feature တွေအကုန်ပြီးပြီဆိုရင်တော့ဂျန်နာရီက smooth ဖြစ်ပြီဆိုတော့တကယ်ကိုကြည့်ကောင်းတဲ့ပွဲနှိမ့်လေ၄နာရီခွဲမြန်မာစံတော်ချိန်ည10နာရီမှာကပ်မယ်ဒီကျဲမှာအပိုစုနေနေပေါ့လေ AC Milan နဲ့ Napoli ပွဲရှိတယ်အဲ့ပွဲတစ်ပွဲရှိမယ်ပြီးတော့ Barcelona ပွဲရှိတယ် Barcelona က Real Sociedad နဲ့ ပွဲရှိတယ်ဒါကတော့ပွဲကြီးပွဲကောင်းနေစူပါဆန်တီရဲ့ပွဲစဉ်တွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်